Supra National မြန်မာ2026ရဲ့ Supra Chat Challenge ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။အခု Cherry Net တို့ရောက်ရှိနေတာကတော့ Group C ပဲဖြစ်ပါတယ်။ဆိုတော့ Group C member လေးတို့ Cherry အရင်ဆုံးမိတ်ဆက်ပေးပါမယ်။ Miss Supra National တာချီလေး Kitty Miss Supra National တောင်ကြီးနန်းတတငိန် Miss Supra National တောင်ငူချောစုစုအောင် Miss Supra National ရန်ကုန် East နန္ဒာမြင့်စုမြင့် Miss Supranational Yangon West နွေနွေသူအောင် Miss Supranational Yangon South ပိုးပကြီ Miss Supranational Yangon North ဝင်းပပကျော်ဆိုတော့ဒါ group C လဲချွေရဲ့တူရောက်ရှိနေပြီဆိုတော့ပထမဆုံးဒါချွေရဲ့ညီမလေးတွေကိုဒီသူတို့ live story နဲ့ပတ်သက်တဲ့ intro လေးတွေပြောခိုင်းမယ်ပြောခိုင်းပြီးတော့ဒါသူတို့ရဲ့ stories လေးတွေပေါ်မှာ base ယူပြီးတော့မေးခွန်းလေးနှစ်ခုမေးမယ်နှစ်ခုမေးပြီးလို့ရှင်တော့ဒါ ညာရင်ညာသွေးဆန်သက်တဲ့ပေးချန် question လေးတွေတခုချင်းစီမေးမယ်ပေါ့နော်ဆိုတော့အမလေးကနေပြီးတော့စလိုက်ပါမယ်မိတ်ဆက်ပေးပါအောင် intro လေး Hello everyone my name is Kadi I'm 24 years old and I'm representing Tachi Lake City in this Super National Myanmar 2026 um I love to travel uh, Traveling teach me a lot about diversity and new cultures, and I was graduate from UFL, uh, Korean major. yeah, that was my story. Okay, so your first question is Did you prepare any initiative or ground up project for Super Journey? Yeah, actually, I, I don't want to talk too much about my project, mm -hmm. but I, I will talk a little bit. Uh, my project is about children's education. Um, I, I, I plan too much for this project, but uh, when I got the crowd, then I will show everything. Thank you. So the next one is how did you prepare yourself to inspire the youth? The youth? Yep. Yeah. Uh, uh, pardon the question again. Okay? Mm-hmm. How did you prepare yourself to inspire the youth? Yeah. Young people. Um, for me, uh, to inspire young people, the most important thing is to believe in yourself. Uh, I want people to make uh, I want people to know that believe in their self and never doubt your decision. Like dream bigger and don't be afraid to raise your voice. That was my advice for you. Thank you. Thank you. So, Maria intro Lina Hangjiang, no? င်္ဂလာပါမမတွေရောလည်းပြည့်စုံနေရှိပါတယ်မမကတော့တောင်ကြီးမြို့ရဲ့ကိုစားပြုအနေနဲ့ဝင်ရောက်ရှိပြန်တာပါမမတက်ကတော့20ရှိပါပြီအခုတော့ဥပဒေပညာကျောင်းမှာတတိယနှစ်ကိုတက်နေပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒါညီမလေးရဲ့မိခွန်းလေးကဒီ beauty pageant မှာပေါ့နော် pageant မှာပွဲတွေအများကြီးရှိတယ်ရှိတဲ့ထဲမှာ super national ကိုဘာကြောင့်ရွေးချယ်ပြီးတော့လာရောက်ရှင်ပြိုင်တာလဲအဲ super ကိုဘာလို့ပြိုင်လဲဆိုရင်ကိုနဲ့ကိုက်တယ်လို့ပေါ့နော် supra တခြား miss ပွဲတွေကအများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲမှာမှ supra ပဲကကိုယ်နဲ့ကိုက်ညီလို့ခံစားရလို့ကိုယ့်ရဲ့ confidence တွေဘယ်လောက်ရှိကြောင်းချပြရှင်လို့ supra လာပြိုင်တာမရှိမလေးဖြတ်တန်းခဲ့ရတဲ့ life မှာစိန်ခေါ်မှုတွေကိုဘယ်လိုကြော်ဖြတ်ခဲ့သလဲစိန်ခေါ်မှုတွေကတော့တယောက်နဲ့တယောက်မတူဘောเนาะအများကြီးပဲပေါ့စိန်ခေါ်မှုတွေရှိလာလို့ရှိရင်အရင်ဆုံးကိုယ့်ကိုအားပြီးတယ်ကိုယ့်ကိုအားပြီးပြီးတော့ငါအကောင်းဆုံးလုပ်နိုင်မှငါဒါကိုကြော်ဖြတ်နိုင်မှဆိုတဲ့စိတ်နဲ့ပဲ ခုခုကိုအရင်ဆုံးအားပေးခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်တော့အိမ်နဲ့ပြောတယ်ပြောပြီးလို့ရှိရင်အိမ်ကရတယ်လို့ဆိုရင်အိမ်ရဲ့ခွင့်ပြုချက်ရမှအကုန်လုံးလုပ်ဖြစ်ပါတယ်ကျေးဇူးပါညီမလေးဒါဆိုမလေးရဲ့ intro လေးနားကြည့်ရအောင်နော်အာညီမနာမည်ချောဆုစုအောင်ပါတောင်ကူကိုစားပြီးအပြည့်ဝရောက်ရှင်နေတာပါရဲ့ရှင်ဆိုတော့ညီမလေးရဲ့မိကွန်လေးကညီမလေးမှာအားနေချက်အားသာချက်ဘာရီရှိလဲအားသာချက်တွေကိုဒီ super national ပြိုင်ပွဲမှာဘယ်လိုအသုံးချသွားမလဲ အာညီမညီမစီမအာနေဂျာကတော့ဟိုအဓိကလူကြောက်တယ်ရှက်တယ်ပေါ့နော်အဲ့ဒါတော့အာနေဂျာပါအာဒီအာနေဂျာကိုအာတာချက်အဖြစ်ပြောင်းလဲပြီးတော့ဒီ super nation နေမှာစူးစားပြီးတော့အာလာရောက်ပြီးတော့ရှင်းပြနိုင်တာပါရှင်ဟုတ်ဆိုတော့ဒီ super national ပြိုင်ပွဲကြီးကနေပြီးတော့ဒါညီမလေးအတွက်ဘလို့တိုးတက်မှုတွေတည်ဆောင်လာပေးမယ်လို့ထင်တယ်။အဲဒီ super national ပြိုင်ပွဲကြီးညီမအတွက်ဒီဘောတော့အဲဝိနာရှိခဲ့နေဆိုရင်အဲဒီနိုင်ငံကဟာညီမကိုတည်မယ် ဟုတ်ဟိုပြီးတော့ဘလို့ခွင်လန်းနေဘာတွေထပ်ပြီးတော့ရလာနိုင်မယ်လို့ထင်လဲအာဒီချက်ပို့ပြီးတော့အခွင့်အလမ်းတွေအများကြီးရနိုင်တယ်ပေါ့လေညီမအခုလက်ရှိရှင်းနေတဲ့အဲရောက်နေတဲ့အနေအထားတက်အများကြီးတိုးတက်အဲကြောင်းလဲသွားမယ်မြင်လို့ဟုတ်ဒီတိုင်းဝဲလိုင်းအောင်ရှင်းတိုင်းပါရှင့်ကျေးဇူးပါညီမကျေးဇူးပါ ဒါဆိုဒါမာလေးရဲ့ intro လေးနားထောင်ကြည့်မယ်နော်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကတော့နန္ဒာမြစ်စုမြစ်ဖြစ်ပါရရှင်ညီမကတော့ရန်ကုန်အရှိကိုစားပြုဝင်ရောက်ရှင်ပြန်มาပဲဖြစ်ပါရရှင်အဲညီမရဲ့ဝါသနာကကြတော့ဒီ modeling bike မှာအရန်အောင်ကိုဝါသနာပါပါရရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဒါမာလေးရဲ့ modeling career နဲ့ဒီ page နဲ့ကိုက်ညီမှုရှိအောင်ဘယ်လိုပြင်ဆင်လာပါသလဲဟုတ်ကဲ့ညီမရှိအောင်တော့အဓိကကဒီကောက်ဝတ်ပိုင်းကိုပထမဆုံးစူးစမ်းပါတယ်ပြီးတော့ကိုကိုကိုယုံကြည်မှုရှိအောင် confidence ရှိအောင်အဲအဲ့လိုမျိုး ီကြိုတင်ပြီးတော့ပြင်ဆင်ပြီးစ조사ထားပါတယ်ရှင့်ဟုတ်ဆိုတော့ဒါညီမလေးဖြတ်သန်းလာတဲ့ပေါ့နော် lifestyle အတွေ့အကြုံတွေအားစိန်ခေါ်မှုတွေကိုဘယ်လိုကြော်ပြခဲ့သလဲအော်စိန်ခေါ်မှုတွေဘယ်လိုကြော်ပြခဲ့လဲဆိုတော့ဒီခုနကမမေးထားသလိုပေါ့နော်ဟိုအားနေချက်ရှိတဲ့အရာတွေကိုကိုငါပါအားနေချက်ရှိလဲဟိုရှိတဲ့နေရာလေးတွေကိုဒီ ညီမဆိုလို့ရှိရင်ကောက်ဝတ်ပိုင်းမှာအားနည်းချက်ရှိရင်အဲဒါကြောင့်မလို့ရှိရင်ကောက်ဝတ်ကိုစူးစမ်းပြီးတော့တင်ယူရဲနေလာရဲအဲ့ဒီစိန်ခေါ်မှုတွေနဲ့ကိုကိုကိုယုံကြည်မှုရှိအောင်ကိုကိုကို confidence ရှိအောင်အဲ့ဒီစိန်ခေါ်မှုတွေနဲ့ဟိုဒီ event ပွဲကိုပြိုင်ပါရရှင်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျေးဇူးပါကျေးဇူးပါရှင်မလေးရဲ့ intro လေးနားထောင်ကြည့်မယ်နော်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမရဲ့နာမည်ကတော့နွေးနွေးသူအောင်ပဲဖြစ်ပါတယ်ညီမရဲ့အသက်ကတော့20ပါညီမကတော့ Miss Supernation ရဲ့ရန်ကုန် West ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြန်လာပဲဖြစ်ပါတယ်ရှင် မလေးမှာဒီ beauty queen တယောက်အနေနဲ့ဘလို့အရေးချင်းတွေနဲ့ပြည့်စုံနေတယ်လို့ထင်တယ်လဲညီမညီမ beauty queen တယောက်အနေနဲ့အရေးချင်းနဲ့ပြည့်စုံတယ်လို့တော့မပြောနိုင်သေးပါဘူးညီမမှာလိုအပ်ချက်တွေလည်းရှိတယ်လို့ညီမမသိသေးရဲ့ညီမရဲ့အားနည်းချက်တွေလည်းမသိသေးရဲ့အတွက်ကြောင့်မလို့ညီမ perfect ဖြစ်တယ်လို့မပြောနိုင်သေးပါဘူးရှင်။ဘာကြောင့်လဲဆိုတော့အဲ beauty queen တယောက်ဖြစ်ဖို့ဆိုတာကအလွန်ကိုခက်ခဲပါတယ်။ဘာကြောင့်ဒီလိုမျိုးအဲ beauty brain and body ဆိုပြီးတော့ရှိပါတယ်။အဲမှာညီမ ကိုကိုကိုဘော်ဒီလိုတရားလိုထင်မြင်မိပါတယ်။ဘာကြောင့်လဲဆိုညီမရဲ့အရက်ရှင်မှုနဲ့အတူခန္ဓာကိုယ်ဘော်ဒီကလှဖို့လိုသေးရလို့ညီမထင်မြင်မိပါတယ်ဟောက်။ဆိုတော့ဒီဒီပွဲမှာညီမလေးဝင်နာဖြစ်ခဲ့ပြီးတော့ဒီ Super National မြန်မာရဲ့ ambassador တယောက်ဖြစ်လာရမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့ဘယ်အရာကိုနိုင်ငံတကာအသိမှတ်ပြုလက်ခံလာအောင်ချပြသွားမလဲ။အဲညီမညီမသားဝန်ထမ်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ညီမတို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ အဲရင်ကျင်းမှုတွေဓလေ့ထုံးစံတွေကိုညီမချပြပေးခြင်းနဲ့ညီမတို့မြန်မာနိုင်ငံမှာရှိတဲ့ဓလေ့တွေပြီးတော့ရင်ကျင်းမှုတွေကဘလောက်တောင်မှတထည့်ဝင်ရှိရဲဘလောက်တောင်မှရင်ကျင်းမှုတွေစီကားလဲဆိုတာကိုညီမချပြခြင်းနဲ့ပြီးတော့ညီမဝန်ထမ်းဖြစ်ခဲ့လို့ရှိရင်ညီမနောက်မှာ project တစ်ခုရှိရဲညီမ project ကကြတော့အဲဘိုးဘွားရိတ်တာမှာရှိရဲဘိုးဘွားတွေကိုညီမကူညီပေးခြင်းနဲ့စောက်ချောက်ပေးနေညီမမှာစန္နာလေးတစ်ခုရှိရဲပေါ့နော်အောင်မြင်မှာအောင်မြင်သွားခဲ့လို့ရှိရင်ညီမအဲစန္နာလေးကိုအဲထွန်တွဲပြီးတော့ညီမခေါ်ဆောင်သွားခြင်းပါတယ်ဟုတ် ဆိုတော့ငါလေးရဲ့ intro လေးနားထောင်ကြည့်မယ်နော်မင်္ဂလာပါရှင်အဲကျွန်မနာမည်ကတော့ပိုးပကြီးဖြစ်ပါတယ်အသက်ကတော့16နှစ်ဖြစ်ပါတယ်ရှင်အခုကတော့ Super National Myanmar 2026ကိုရန်ကုန်တောင်ပိုင်းခံကူစားပြီးဝင်ရောက်ရှိပိုင်နေဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဆိုတော့မာလေးရဲ့မိကွန်းလေးကအလမယ်တွေကပြည်သူလူထုကိုလွှမ်းမိုးမှုရှိတယ်လို့ထင်လားဘာကြောင့်လဲ ဟုတ်အလှမယ်ကဒီပြည်သူလူထုကိုလွှမ်းမိုးမှုရှိရလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့အလှမယ်ဆိုတာဟာဒီမြန်မာနိုင်ငံအပြင် international မှာလည်းကိုယ့်ရဲ့မွေးဖွားလာတဲ့ပြည်နယ်ကိုယ့်ရဲ့မွေးဖွားလာတဲ့နိုင်ငံအတွက်ဂုဏ်ဆောင်အနေနဲ့တွားရောက်ရှင်ပြန်ရတာဖြစ်တယ်။ပြီးတော့ကိုယ့်ရဲ့နိုင်ငံမှာရှိရရိုးရပြီးရည်ကြီးမှုတွေပြီးတော့ကိုယ့်ရဲ့နိုင်ငံမှာရှိရဒီဟိုစီးပွားရေးတွေကအကုန်လုံးကိုချပြနိုင်တယ်။ပြီးတော့ကိုယ့်ရဲ့နိုင်ငံကဘလောက်ကိုယ့်နိုင်ငံလူမျိုးတွေကဘလောက်တော်တယ်ဆိုတာလည်းချပြနိုင်ခွင့်ရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ မထင်ပါရဲ့ရှင်ဟုတ်ကဲ့ပါဆိုတော့ဒါညီမလေးကိုတိုင်ကရောဒီ beauty queen တယောက်ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဒါပြည်သူလူထုကို inspire လုပ်ဖို့အတွက်လွှမ်းမိုးဖို့အတွက်ဘယ်အချက်တင်နဲ့အသုံးပြုပြီးလွှမ်းမိုးသွားမယ်လို့ညီမလေးစဉ်းစားထားလဲအဲဘလို့အချက်တင်နဲ့လဲဆိုတော့ဒီညာကညီမတို့နိုင်ငံမှာဆိုရင်အခုကဒီပေါ့နော်အဲနိုင်ညီမတို့ရဲ့မြန်မာနိုင်ငံရဲ့ရည်ကြီးမှုကဘာနဲ့မှအဲ့လိုမျိုးပေါ့နော် အရာအလုံးနဲ့ရှင်မယ်ဆိုရင် အရန်လပပြီးတော့တမိုင်းတွေဟာဆိုလဲအရန်ကိုအဲစက်တီရှိတယ်ပြီးတော့အခုချိန်ချီလဲဒါမြမရဲ့တမိုင်းဆိုတာတင်နေရတော့မဟုတ်နော်အဲ့အရာကိုနိုင်ငံခြားက international ကလူတွေကလည်းသိကျင်တဲ့လူကလည်းဒီကောင်းသိနိုင်နေမယ်တကယ်လို့မသိနိုင်လို့ဆိုလဲမြမအနေနဲ့အဲ့အရာကိုသူတို့သိအောင်ထုတ်ပြပြဖို့အတွက်အစဉ်တင်လဲရှိပါရဲ့ရှင်ကဲကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါဒါဆိုရင်ဒါနောက်ဆုံးကြံတဲ့မာလီရဲ့ intro လေးနားထောင်ကြည့်မယ်နော်။အားလုံးမင်္ဂလာပါရှင်။ အာညီမကတော့ဝင်းဘဝကျော်ပဲပါတယ်ညီမ Miss Supranational ရန်ကုန် North ကိုစားပြီးအနေနဲ့ဝင်ရောက်ရှိကန်နေရပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ဆိုတော့ဒါညီမလေးရဲ့မိကွန်းလေးက Beauty Pageant ကိုဝင်ရောက်လာဖို့အတွက်ဒါညီမလေးကိုဘယ်အရာအတွန်းအားပေးခဲ့တာလဲ Beauty Pageant ကိုဝင်ရောက်ပြီးတာတော့ညီမညီလေးရပေါ့ဒီစိတ်ဝင်စားတဲ့ဒီ Miss ဘဝ Miss လောကကိုပေါ့နော်မိကစိတ်ဝင်စားခဲ့တဲ့အတွက်ကြောင့်ဒီ Beauty Pageant ကိုဝင်ရောက် စတင်ဝင်ရခဲ့တာပေါ့အခုအခုကနေစပြီးတော့ပထမဆုံး first first အနေနဲ့ဝင်လာရဝင်ကြိုင်းဖြစ်တာပဲပါတယ်ရှင်ဆိုတော့ဒီမာလေးရဲ့ပထမဆုံးအတွေ့အကြုံပါရောဘယ်လိုစိန်ခေါ်မှုတွေကြော်ဖြတ်ခဲ့ရသေးလဲစိန်ခေါ်မှုတွေကတော့နည်းအခက်ခဲရတော့နည်းနည်းရောရှိတယ်ဒါပေမဲ့အခက်ခဲရာနေအကျော်လွှားနိုင်အောင်လည်းကိုယ့်ဘက်အဆင်သင့်ဖြစ်အောင်တော့အများကြီးစူးစမ်းနေပါတယ်ဟုတ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ပါပါပါဒါပြိတ်သက်ကြီးကြီးရှုခဲ့ရတာတော့ Super Chat Group C ရဲ့ဒါ intro မိကွန်းလေးတွေပဲဖြစ်ပါတယ်ဒါတို့ရဲ့ငြိမ်ညံသွေးကိုစမ်းသပ်တဲ့ Beijing question လေးတွေမှာတို့ဆက်သွားလိုက်မယ်နော် What makes you unique compared to all the other competitors in this competition Um for thank you for the question for this question uh I think true beauty lines uh true beauty is lying inside of our mind uh true beauty is uh what we see on the outside uh what we true beauty is Uh, not only about what we see on the outside, it's come from the inside, like what we share to others, how we treat others, and uh, what kind of impact we left behind. So for me, I think what makes me unique about beauty, my beauty is mm -hmm. that uh, I want to make people to know that true beauty, real beauty lies within our mind and our heart. so i think that uh, the the real things that make me unique is my heart thank you thank you so much မလေးရဲ့မိကွန်လေးရကြတော့ကြာရှုံးမှုကိုကြောက်ရွံ့နေတဲ့သူတွေကိုဘယ်လိုလှုံ့ဆော်ပေးမလဲသူတို့အတွက်ဘယ်လို message မျိုးပေးချင်တယ်လဲကြာရှုံးမှုကိုကြာရွံ့နေဆိုရင်တော့ပထမဆုံးအနေနဲ့ကုလူအင်အားပေးပါတော့ ဒီຢာကြီးကြာရှုံးနေဆိုရင်ကြာရှုံးနေုံနဲ့ရက်လိုက်လို့ကအဆင်မပြေဘူးလေကိုတို့ကအကောင်းဆုံးနေဖြစ်ဖို့အတွက်ပဲကိုကကြိုးစားရမှာဆိုတော့ကြာရှုံးနေလို့ရှိရင်ကိုကိုကိုအရင်အပီးငါဒီຢာကိုအောင်မြင်အောင်လုပ်နိုင်လုပ်ရှင်လားအဲဒီတိုင်းကြာရှုံးနေတဲ့အချိန်မှာဆက်နေမလားပေါ့နော်အရင်ဆုံးကိုကိုကိုအရင်တွေး သိပြီးလို့ရှိရင်ကြာချုံတဲ့အနေနဲ့ဆက်မနေရှင်ဘူးဆိုရင်တော့အောင်မြင်တဲ့လမ်းကြောင်းရင်ရှားချပြီးလို့ရှိရင်ပို့ပြီးနားမှာအာပိမဲ့လူရှိလို့ရှိရင်အာပိမဲ့လူတွေကိုတိုင်ပြီးတိုင်ပြီးပြီးလို့ရှိရင်ဒီကြာချုံနေတဲ့အရာကြီးကိုအောင်မြင်တဲ့အရာဖြစ်အောင်ကြောင်းလေးပါဖို့အတွက်အပိရှင်ပါလေရှင်ကျေးဇူးပါညီမလေးဆိုတော့ဒါညီမလေးရဲ့မေးခွန်းလေးရကြတော့တင့်ကိုအပြေအဝဖော်ပြပေးနိုင်မဲ့စကလုံးသုံးလုံးကဘာတွေလဲပြေအဝဖော်ပြပေးနိုင်တာအာနံပါတ်1အနေနဲ့အောင်မြင်လို့ပါနံပါတ်2အနေနဲ့လှပမှုနံပါတ်3အနေနဲ့ ရင်းရင်းမှုထင်ပါရဲ့မှာကျေးဇူးပါညီမလေးမလေးရဲ့မိကွန်းကအလမောင်းအလမယ်ပြိုင်ပွဲတွေနဲ့ဆက်လျင်းပြီးအနုတ်လက္ခဏာဆောင်တဲ့ဝေဖန်ခြင်းသဘောတရားတွေကိုကြုံမှုပါသလားဘလို့ကြော်ဖြတ်ခဲ့ပါသလဲဟုတ် အဝေပန်ချင်းသဘောတရားတွေတော့ဟိုမကြုံဘူးပါဘူးပေါ့နော်ဒါပေမဲ့ဟိုဒီတကယ်လို့တုံလာခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့အရာတွေကိုကိုကဒီခေါင်းထဲမှာထည့်တယ်မျိုးဆိုလို့ရှိရင်ကိုချစ်ဆက်သွားနိုင်မယ့်အလုံးမှာတောင်းနေမှာပေါ့နော်အဲ့ဒါအဲ့ဒါကြောင့်မလို့တကယ်လို့တွေ့ကြုံလာခဲ့လို့ရှိလို့ရှိရင်အဲ့ဒါကိုငကလက်ထားပြီးပါကိုရဲ့ရှေ့ဆက်ရမယ်လမ်းကိုဒါတက်တက်မမတ်လျှောက်ပါယုံကြည်ချက်ရှိရှိနဲ့လျှောက်ပါလို့လည်းပြောချင်ပါတယ်ရှင်ကျေးဇူးပါညီမလေးဆိုတော့မလေးရဲ့မိကုံလေးက သင်ဟာဘာကြောင့်ဒီပွဲရဲ့အနိုင်ရသူဖြစ်တဲ့နာလဲအဲညီမကဒီပွဲရဲ့အနိုင်ရသူဖြစ်တဲ့နာလဲဆိုတော့ညီမရဲ့ရေချင်းပုံမူတည်ပြီးတော့ဖြစ်တဲ့နယ်လို့ညီမတော့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ညီမကအဲအကောင်လုံးနဲ့ချုံမိကြည့်လို့ရှိရင်ညီမဒီအရက်ကလည်းရှည်တယ်။ပြီးတော့ညီမ body မှာဆိုလို့ရှိရင်လည်းနင်းငယ်လမ်းလိုက်လို့ထင်မိတယ်။ညီမရဲ့ smile နဲ့ညီမရဲ့ eye contact တွေအကောင်လုံးကိုညီမ confidence ရှိတဲ့အတွက်ကြောင့်လို့ညီမကညီမဝင်နှက်ဖြစ်မယ်လို့ထင်နေပါတယ်။ကျေးဇူးပါညီမလေး ဆိုတော့မလေးရဲ့မိကွန်းလေးရကြတော့မလေးရဲ့ဘဝမှာအကြီးမားဆုံး role model ဒါမှမဟုတ် inspire person ကဘသူပါလဲမလေးပေါ်မှာသူကဘယ်လိုလွှမ်းမိုးမှုရှိပါသလဲညီမအနေနဲ့ဒီ modeling ပိုင်းက role model တွေကတော့ဒါညီမတင်တဲ့ပုံဖြစ်ပါတယ်။ဒီညီမတင်တဲ့ပုံကိုညီမကသိတာတော့သိပြီးတော့မကြသေးဘူးပေါ့နော်။ဒီအိမ်တော်ဇနန်းတွင်းမှာစတင်တည်ခဲ့တယ်။အဲဘာကိုစိုက်တာလဲဆိုသူ့ရဲ့အရက်တွေသူ့ရဲ့သပင်တွေ ဒီမျက်နှာအနေထားတွေကစအကုန်လုံးညီမသဘောကျမိရယ်ပေါ့နော်အဲ့ချိန်မှာသူ့ရဲ့အကောင့်ထဲဝင်ကြည့်လိုက်တော့သူတင်ထားတာလေးတွေသူအဲ့ post လေးတွေကိုအရင်သဘောကျမိတဲ့အတွက်ကြောင့်သူ့ကို room တွေတယောက်အနေနဲ့ထားပြီးတော့ညီမလည်းသူ့လိုမျိုး model ကောင်းတယောက်ဖြစ်အောင်အလူပညာရှင်တယောက်ဖြစ်အောင်လည်းအများကြီးကြိုးစားနေပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ကျေးဇူးပါညီမလေးမလေးရဲ့မိခွန်းလေးကနိုင်ငံကိုစားပြုအလှမဲ့တယောက်မှာဘလို့အရေးချင်းတွေကအဓိကရှိတဲ့နယ်လို့ထင်ပါတယ်လေနိုင်ငံ ုစားပြုတရားအနေနဲ့ပေါ့နော်။ဒီကရှိတဲ့နာတော့ရေချင်းရေချင်းအဲဒီတော့တရားနဲ့တရားအလိုနားလည်မှုနားလည်မှုရဲ့ယုံကြည်ယုံကြည်ချက်ဖြစ်ပါတော့။ဒီလည်းပြီးတော့ဒီကိုယ့်ကိုယ်ကိုထားရမယ့်ဒီဒီယုံကြည်မှုနဲ့ confidence confidence ရှိဖို့လို့ပြောပါတယ်။အဲအဲ့ဒါ မေကွန်လေးပြန်ပြီးတော့တက်မေးပြီမယ်နော်မလေးရဲ့မေကွန်လေးကနိုင်ငံကိုစားပြုအလှမဲ့တယောက်မှာ ရှိကိုရှိတဲ့အရေးချင်းတွေကဘာတွေလို့ထင်ပါသလဲနိုင်ငံကိုစားပြုအနေနဲ့ရှိကိုရှိတဲ့ဆိုရင်အဲကိုကိုကိုယုံကြည်ချက်ပေါ့ပထမအရင်ယုံကြည်ချက်ရှိရမယ်အဲပြီးတော့ power ဖြစ်နေရဲ့အဲတယောက်ဖြစ်ရမယ်အဲကိုကိုကိုအဲဘယ်လိုလဲ sporting ပြီးနိုင် sporting ပြီး ပေးဖို့ပေးနိုင်ရမှာပေါ့နော်အဲ့လိုမျိုးအားလည်းရှိတယ်လို့ထင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ဟုတ်ကဲ့ဟုတ်အခု Supra Chat Challenge ရဲ့ Groovy Interview လေးရတော့ပြီးဆုံးသွားပါပြီရှင်။ဆိုတော့ဒီ Groovy မှာဆိုလို့ရှိရင်ဒါ Challenge Winner တယောက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ဒီ Challenge Winner ဟာ Semi Final ကိုတက်လန်းသွားပြီးတော့ထပ်မံရှင်ပြန်ရမယ်။ Semi Final မှာထပ်အနိုင်ရတဲ့သူဒီ Grand Final မှာဆိုလို့ရှိရင်ဒါ Top 10ထဲကိုလိုလျောက်ပါဝင်သွားမှာဖြစ်ပါတယ်။ဆိုတော့ Cherry တို့ကဒီ Supra Chat Challenge မှာ ဗိုတင်အနေနဲ့80ရာခိုင်နှုန်းယူပါတယ်ပြီးတော့ judge scores အနေနဲ့ကတော့30ရာခိုင်နှုန်းယူပါတယ်ရှင်ဆိုတော့ဒါကိုအားပေးတဲ့ပြိုင်ပွဲဝင်လေးတွေဒါအတီးတီး challenge တွေမှာ winner ရဖို့ top 10ကိုတက်လန်းသွားဖို့အတွက်အားလုံးကဗိုတင်ပေးကြဖို့အတွက် cherry pick ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်